လူစိတ်ဝင်စားမှုများတဲ့စီးရီးသတင်းတွေကိုလေ့လာနိုင်အောင်စူးစီးဖော်ပြထားပါတယ်။သတင်းတင်ရုရှားနဲ့ဆက်ဖြစ်ဖို့အစင်းသင့်ပြင်ထားတယ်လို့ဂျာမနီစစ်ဖက်ထုတ်ပြောဂျာမနီဒုဗိုလ်ချုပ်ကြီးအလက်ဆန်ဒါဆိုဖရန်ကရုရှားနဲ့စစ်ပွဲဖြစ်ပွားဖို့ဂျာမနီကအစင်းသင့်ပြင်ထားတယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ရုရှားနယ်စပ်မှာနေတိုတပ်ဖွဲ့ဝင်၈သိန်းခန့်ဖြန့်ကျက်ချထားဖို့ဂျာမနီကအစင်းသင့်ရှိနေတယ်လို့လည်းသူကပြောခဲ့ပါတယ်။ဒီပြောဆိုချက်တွေဟာ ပြီးခဲ့တဲ့နေ့ကထုတ်ပြခဲ့တဲ့ဇာမနီရဲ့ဆက်စင်ရေးအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့သိရပါတယ်။ဒီအစီအစဉ်အရဇာမနီကိုရုရှားကိုဆန့်ကျင်တဲ့နေဒိုနိုင်ငံတွေကထောက်နဲ့ချီရဲ့တပ်ဖွဲ့ဝင်တွေနဲ့ပြစ်စီကရိယာတွေဖြန့်ကျက်ချထားဖို့အတွက်အထက်ကထောက်ပံ့ရေးအချက်အခြာနေရာအဖြစ်ပြောင်းလဲมาဖြစ်ပါတယ်။ဒီဖြန့်ကျက်ချထားမှုတွေကိုပြိပက္ခစတင်တဲ့ရက်ကနေရက်ပေါင်း186လအတွင်းအပီစီလောက်ဆောင်သွားရမှာဖြစ်ပါတယ်။ Soul Friend က ရုရှားဟာယူကရိန်းရဲ့စစ်ပွဲဖြစ်နေပေမဲ့ကြီးမားတဲ့ဆက်လက်နက်ပစ္စည်းတွေကိုပန်ဆိုင်ထားတော့မယ်လို့သတိပေးခဲ့ပါတယ်။ဒါအပြင်နေတိုးဖွဲ့ရဲ့နေမြေတွေကိုအကန့်အသတ်နဲ့တိုက်ခိုက်နိုင်စွမ်းကရုရှားမှာရှိနေနေပြီလို့လည်းသူကပြောခဲ့ပါတယ်။ဂျာမနီစစ်ဖက်ကောင်ဆောင်ရဲ့ဒီဂျင်ညာချက်ဟာဥရောပလုံခြုံရေးအခြေအနေနဲ့ဂျာမနီရဲ့ကာကွယ်ရေးမူဝါဒဘလောက်ပြင်းထန်စွာပြောင်းလဲသွားပြီလဲဆိုတာကိုပြသနေပါတယ်။ဂျာမနီဤသမိုင်းဝင်ပြောင်းလဲ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာဂျာမနီဟာကာကွယ်ဆွေးရီကိုကန့်သက်ပြီးစစ်ရေးအသုံးစရိတ်ကိုနည်းပါးစွာသုံးစွဲခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းစစ်ပွဲကြောင့်ဂျာမနီဟာကာကွယ်အသုံးစရိတ်ကို GDP ရဲ့200ခန့်သောအထိတိုးမြင့်ဖို့အစီအစဉ်နေတဲ့အပြင်အခုလိုမျိုးရုရှားနဲ့စစ်ပွဲဖြစ်ပွားနိုင်ခြင်းအတွက်တိုက်ရိုက်ပြင်းစင်နေတယ်လို့ထုတ်ဖော်ပြောဆိုလာတာဟာဂျာမနီရဲ့စီးရေးမူဝါဒမှာတမန်းဝင်အလဲပြောင်းဖြစ်ပါတယ်။ဂျာမနီဟာအလဲပဟိုမှာရှိနေတဲ့အတွက် ငွေတိုးတစ်ဖက်ဝင်၈သိန်းခန့်ကို၆လအတွင်းဖြန့်ချက်ဖို့အတွက်ထောက်ပံ့ရေးဗဟိုအဖြစ်လုံဆောင်ရတော့မှာဖြစ်ပါတယ်။ဒါဟာဂျာမနီစစ်တပ်အတွက်စီမားတဲ့လေ့ကျင့်ပင်ဆင်မှုလိုအပ်ချက်ပဲဖြစ်ပါတယ်။နေရုရှား၏စွမ်းရည်နှင့်ချင်းချောင်းမှုဆိုဖရန်ကရုရှားရဲ့ဆက်လက်နက်ပစ္စည်းတွေကြီးမားတော့မယ်လို့သတိပေးတာဟာယူကရိန်းမှာပင်ပန်းနွမ်းနေနေပေမဲ့နေတိုးကိုချင်းချောင်းနိုင်တဲ့စွမ်းရည်ရှိနေတော့မယ်ဆိုတဲ့ဥရောပစစ်ဖက်ခေါင်းဆောင်တွေရဲ့စိုးရိမ်မှုကိုထင်ဟပ်စေပါတယ်။ ရုရှားမှာ NATO နယ်မြေကိုအကန့်အသတ်နဲ့တိုက်ခိုက်နိုင်စွမ်းဥပမာ cyber attack ပြင်းမဲ့ထားဒုံးကျည်များသို့မဟုတ်နျူကလ িয়ার ဆက်နက်အသေးစားများကိုအသုံးပြုခြင်းရှိနေတဲ့ဆိုတဲ့အသိမှတ်ပြုမှုဟာ NATO ရဲ့အရှိတ်ဘက်ဆင့်နံလုံခြုံရေးကိုအလွန်မဲတင်းကျပ်ဖို့လိုအပ်တယ်ဆိုတာကိုပြသနေပါတယ်။နံပါတ်3ပထဝီနိုင်ငံရေးတင်းမာမှုဂျာမနီလို NATO ရဲ့အဓိကနိုင်ငံတစ်ခုကနေဒီလိုစစ်ပွဲပြင်ဆင်မှုနဲ့ပတ်သက်ပြီးပွင့်ပွင့်လင်းလင်းကြီးညာလိုက်တာဟာ ရုရှားနဲ့အနောက်နိုင်ငံတွေကြားကစကားစစ်ထိုးဘက်နဲ့တင်းမာမှုကိုပိုပြီးမြင့်တင်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒီလိုပြင်ဆင်မှုတွေဟာပြည်ပခကိုရှောင်ရှားဖို့ယူရပေမယ်။ရုရှားဘက်ကတော့ရန်စားမှုလို့မြင်ပြီးတံပြန်စည်ရေးတုံ့ပြန်မှုတွေလှုပ်လာဖို့အလားအလာများပါတယ်။ဂျာမနီရဲ့ကြေညာချက်ဟာဥရောပဟာစီအေခေပုံစံတင်းမာမှုစီကိုလျှင်မြန်စွာဦးတည်နေပြီဆိုတာကို ပြသနေပြီ။ဂျာမနီဟာဥရောပရဲ့ကာကွယ်ရေးမှာ ရခိုင်ငါချက်ပိုပြီးဥဆောင်အခန်းကဏ္ဍကပါဝင်လာတော့မှာဖြစ်ပါတယ်။တရင်နဲ့နေတော်ကြီးခဲဤတိုက်တွန်းချက် စစ်ပွဲတွေအတွက်ဆက်လက်ပို့ထုတ်ဖို့လိုပြီးနေတော်ဖွဲ့အကြီးခဲမက်ရက်ဒီကနေတော်ဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ရုရှားအပြင်တရုတ်အီရန်မြောက်ကိုရီးယားနိုင်ငံတွေနဲ့ပါကာလအတန်ကြာဖြစ်ပွားလာနိုင်တဲ့စစ်ပွဲတွေအတွက်ဆက်လက်ပစ္စည်းတွေပုံမတော်မြင့်ထောက်လုပ်ထားရမယ်လို့တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဒီတိုက်တွန်းချက်ကိုနိုဝင်ဘာ6ရက်ကကျင်းပခဲ့တဲ့ NATO Industry Forum မှာမေကွန်ပြောဆိုခြင်းအတွင်ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ရုရှားနဲ့ယူကရိန်းစစ်ပွဲပြီးဆုံးရင်တောင်ရုရှားရဲ့ချင်းချောက်မှုတွေကပြီးဆုံးမှာမဟုတ်ဘဲအနာဂတ်မှာဥရောပနဲ့ကမ္ဘာကြီးကို မတည်ငြိမ်အောင်ဆက်လုပ်နိုင်တယ်လို့ NATO ကြီးကကပြောပါတယ်။ Macready ကရုရှားတနိုင်ငံနဲ့တာမကရုရှားဟာမြောက်ကိုရီးယား၊အီရန်၊တရုတ်နိုင်ငံတို့နဲ့ပူးပေါင်းပြီး ကဘာစီမင်းစည်းကမ်းတွေကိုမတည်ငြိမ်အောင်လှုပ်ဆောင်နေရလို့ဆက်ဆွဲပြောဆိုခဲ့ပါတယ်။အဲဒီနိုင်ငံတွေဟာလက်ရှိမှာကာကွယ်ရေးဆိုင်ရာဆက်လက်နဲ့ပစ္စည်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လုပ်ကိုင်နေပြီးကာလအတန်ကြာထိတိုက်တွေ့ဆုံလာမယ့်စစ်ပွဲတွေအတွက်ကြိုတင်ပြင်ဆင်နေရလို့နေတိုးအကြီးအကဲကထောက်ပြခဲ့ပါတယ်။နေတိုးမဟာမိတ်ဖွဲ့ဝင်နိုင်ငံတွေဟာ2035ခုနှစ်မှာကာကွယ်ရေးအသုံးအစီအကို အနည်းဆုံး900ခန့်တော့ထိတိုးမြှင့်ရမှာဖြစ်ပြီး ဆက်အနက်ပြည်စီထော်လို့မှုစစ်ဖက်နေပညာပိုင်းနဲ့ပြည်အားတွေကိုပုံမောကားမွန်အောင်လောက်ဆောင်ရမယ်လို့တိုက်တွန်းခဲ့ပါတယ်။နေတိုးဖဲ့အခြေကဲမက်ဂရဒီရဲ့တိုက်တွန်းချက်ဟာအနောက်နိုင်ငံတွေရဲ့စီးရဲမှုဝါဒမှာအခြေခံကျတဲ့အမြင်ပြောင်းလဲမှုကိုပြသနေပါတယ်။တင်းချင်းချောက်မှုဤအမြင်ပြောင်းလဲခြင်းရခိုင်ကနေတိုးရဲ့အဓိကစိုးရိမ်ပုံပန်မှုဟာရုရှားဒေသရင်းတက်တက်ဖြစ်ပါတယ်။အခုတော့ရုရှားကိုတရုတ်၊အီရန်၊မြောက်ကိုရီးယားတို့နဲ့ပေါင်းထားတဲ့ မဟာမိတ်ဝင်ရောက်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်မြင်လာပြီးကမ္ဘာလုံးဆိုင်ရာချင်းချမှုအဖြစ်သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။2035ခုနှစ်အထိပြတ်မှတ်ထားပြီးကာကွယ်ရေးအသုံးအစရိတ်ကို GDP ရဲ့900ခန့်တော့အထိတိုးမြှင့်ရမယ်လို့တိုက်တွန်းတာဟာဒီစီးရေးတင်မာမှုဟာလွယ်လွယ်နဲ့ပြီးဆုံးမဲ့ကိစ္စမဟုတ်ဘဲကာလအတန်ကြာဆက်လက်တည်ရှိနေမဲ့ထိတ်တန့်ရင်ဆိုင်မှုအတွက်နေတို့ကကြိုးတင်ပြင်ဆင်နေပြီဆိုတာကိုပြသနေပါတယ်။နေဆက်လက်နက်ပစ္စည်းထုတ်လုပ်ရေးလိုအပ်ချက် ယူကရိန်းစစ်ပွဲကနေနေတူဟာအနောက်နိုင်ငံတွေမှာဆက်လက်နဲ့ပြည်စီထုတ်လုပ်မှုစွမ်းရည်အားနည်းနေတယ်ဆိုတာကိုသိရှိခဲ့ပါတယ်။လက်နက်ခဲယမ်းနဲ့စစ်ပစ္စည်းများအများအများလိုအပ်လာမယ့်အနာဂတ်စစ်ပွဲတွေအတွက်စိုးချင်းပြင်ဆင်မှုဆက်လက်နဲ့ပြည်စီထုတ်လုပ်တဲ့လုပ်ငန်းတွေကိုအကြီးအကျယ်မြှင့်တင်ဖို့လိုအပ်တယ်ဆိုတာကို နေတူကအလေးပေးပြောဆိုနေတာဖြစ်ပါတယ်။ဒီအားနဲ့စစ်ဖက်နည်းပညာပိုင်းကိုကောင်းမွန်အောင်လောက်ဆောင်ရမယ်ဆိုတာဟာ AI, Quantum နဲ့ cyber warfare လို့နယ်ပယ်တွေမှာရုရှားနဲ့တရုတ်ကို အသာစီးရဖို့ရည်ရွယ်တာဖြစ်ပါတယ်။၃နိုင်ငံတကာအုပ်စုဖွဲ့မှုဒေါ်လာချိန်နေတိုအကြီးအကဲရဲ့ပြောဆိုချက်ဟာကမ္ဘာနိုင်ငံရေးကိုအနောက်တိုင်းဒီမိုကရေစီအုပ်စုနဲ့ရုရှားတရုတ်ဥဆောင်နဲ့အာဏာရှင်အုပ်စုဆိုပြီးပို့ပြီးရှင်းရှင်းလင်းလင်းပိုင်းခြားသတ်မှတ်လိုက်တာဖြစ်ပါတယ်။ဒီအုပ်စုနှစ်စုကြားကထိတ်တန့်ရင်ဆိုင်မှုဟာနျူကလ িয়ার စစ်ပွဲနဲ့ စီးပွားရေးပိတ်ဆို့မှုတွေကနေတစ်ဆင့်ပိုပြီးကျေပြန့်လာတော့မှာဖြစ်ပါတယ်။နေတော့ရဲ့တိုက်တွန်းချက်ဟာအနောက်ကမ္ဘာဟာအနာဂတ်မှာဖြစ်လာနိုင်တဲ့စစ်ပွဲတွေအတွက်စီးပွားရေးနဲ့စက်မှုလုပ်ငန်းအစဉ်ကနေစပြီးပြင်ဆင်နေပြီဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပြီ။ကမ္ဘာလုံးဆိုင်ရာစီးရေးတင်းမာမှုဟာစီးအေးခက်ခါထက်တောင်းပိုပြီးရှုပ်ထွေးလာနေပြီလို့သုံးသပ်ရပါတယ်။တရင်တော့ပူတင်ရဲ့နျူကလ িয়ার ဆန်တဲ့မှုအမိန်ကိုရုရှားဆက်လက်အကောင့်ထဲပေါ်နေ ရုရှားနိုင်ငံသားရေးဝန်ကြီးစီရာဂီလာဖရော့ကအလားအလာရှိတဲ့နျူကလ িয়ার ဆန့်သတ်မှုတွေအတွက်အဆိုပြုချက်တွေပြင်ဆင်ဖို့ရုရှားသမ္မတပူတင်ရဲ့အမိန့်ကိုလိုက်နာပြီးအလုပ်တွေဆက်လက်လုပ်ဆောင်နေရလို့ပြောကြားခဲ့ပါတယ်။လာဖရော့ကဒီလုပ်ငန်းတွေရဲ့ရလဒ်တွေကိုမကြခင်အချိန်အတွင်းအများပြည်သူသိအောင်ချပြပေးသွားမယ်လို့လည်းပြောဆိုခဲ့ပါတယ်။ရုရှားရဲ့ဒီလုပ်ရဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်က နျူကလ িয়ার ဆန်သတ်မှုတွေချက်ချင်းပြန်လည်စတင်ဖို့အမိန့်ပေးခဲ့မှုကိုတုံ့ပြန်တာဖြစ်တယ်လို့သိရပါတယ်။လက်ဖရော့ကဒေါ်နယ်ထရန့်ရဲ့အမိန့်နဲ့ပတ်သက်ပြီးအမေရိကန်စီကနေရှင်းလင်းချက်တွေကိုလက်ခံရရှိတာမျိုးမရှိသေးဘူးလို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ထရန့်ကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာရုရှားနဲ့တရုတ်တို့အပါအဝင် အခြားနိုင်ငံအများပြားဟာအများပြည်သူမသိတဲ့မြေအောက်နျူကလ িয়ার ဆန်သတ်မှုတွေလုံဆောင်ခဲ့တယ်လို့စွပ်စွဲခဲ့ပြီး အမေရိကန်ကလည်းအဲ့ဒီလိုမျိုးစမ်းသပ်မှုတွေလုပ်ဆောင်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ Lavrov ရဲ့ဒီထုတ်ဖော်ပြောဆိုမှုဟာကမ္ဘာနျူကလ িয়ার လုံခြုံရေးအတွက်အလွန်စိုးရိမ်စရာအခြေအနေတစ်ခုကိုအတည်ပြုလိုက်တာပဲဖြစ်ပါတယ်။ဒီနျူကလ িয়ার ပြန်ဆိုင်မှုအရှိန်မြင့်တက်လာခြင်းဒီအခြေအနေဟာ အမေရိကန်နဲ့ရုရှားတို့ကြားမှာနျူကလ িয়ার လက်နက်ပြန်ဆိုင်မှုပိုပြီးပြင်းထန်လာမယ့်လက္ခဏာကိုပြသနေပါတယ်။နှစ်နိုင်ငံခေါင်းဆောင်တွေကအပြန်အလှန်ဆွဆွဲမှုတွေနဲ့အမိန့်ပေးမှုတွေလုပ်နေတာဟာ နျူကလ িয়ার စစ်ပွဲကိုအရှိန်မြင့်တင်ဖို့တွန်းအားပေးလိုက်သလိုဖြစ်နေပါတယ်။ပူတင်အနေနဲ့နျူကလ িয়ার ဆန်ဆန်မှုအစီအစဉ်ကိုဆက်လုပ်နေကြောင်းကြေညာတာဟာအမေရိကန်ကိုတရိုက်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ရုရှားဟာအမေရိကန်ရဲ့ချင်းချောက်မှုတွေကိုလစ်လျူရှုမှာမဟုတ်ဘူး။စီရင်အင်အားအပြန်လည်ဟန်ချက်ညီအောင်ထိန်းထားနိုင်တယ်ဆိုတာကိုကဘာကိုပြတ်သားကျင်တာဖြစ်နိုင်ပါတယ်။နေ CTPD စာချုပ်၏အနာဂတ်1996ခုနှစ်မှာရေးထိုးခဲ့တဲ့ Comprehensive Nuclear Test Ban Treaty CTPD ဟာနျူကလ িয়ার လက်နက်စမ်းသပ်မှုအားလုံးကိုပိတ်ပင်ထားပါတယ်။ရုရှားသို့မဟုတ်အမေရိကန်နိုင်ငံတွေကတနိုင်ငံကတရားဝင်စမ်းသပ်မှုစတင်လိုက်တာနဲ့ဒေသမှန်ဝင်စာချုပ်ပြပြသွားပြီးနျူကလ িয়ার လက်နက်ပယ်ဆိုင်တဲ့အခြားနိုင်ငံတွေဥပမာ တရုတ်၊အိန္ဒိယ၊ပါကစ္စတန်၊နော်ကိုရီးယားတွေပါစမ်းသပ်မှုတွေပြန်ဆလာဖို့တွန်းအားပေးခံရနိုင်ပါတယ်။၃ထရန့်ရဲ့ဆက်ဆွဲချက်နဲ့ရှင်းလင်းချက်လိုအပ်မှု ထရန်ရဲ့ရုရှားနဲ့တရုတ်တို့မြောက်ဆန်းဆန်းမှုတွေလျှော့လှောက်ဆောင်နေတယ်ဆိုတဲ့ဆက်ဆွဲချက်ဟာတပ်တွေထောက်ထားခိုင်လုံမှုရှိမရှိမရှင်းလင်းပေမဲ့နိုင်ငံတကာသံတမန်ရေးကိုပို့ပြီးရှုပ်ထွေးစေပါတယ်။လက်ဖရော့ကထရန်ရဲ့အမိန့်နဲ့ပတ်သက်ပြီးရှင်းလင်းချက်မရသေးဘူးလို့ပြောဆိုတာဟာမဟာဗျူဟာမြောက်ဆက်သွယ်ရေးလမ်းကြောင်းနေပိတ်ဆို့နေတယ်ဆိုတာကိုပြသနေပါတယ်။ထို့လို့အရေးကြီးတဲ့ကိစ္စရပ်တွေမှာနိုင်ငံသားပွင့်လင်းစွာဆွေးနွေးမှုမရှိရင် အထည်အမြန်လွှဲမမှုကလည်းအကြီးစားပဋိပက္ခစီဦးတည်သွားနိုင်တဲ့အန်ဒီရရှိပါတယ်။ဒီကုံချုပ်အနေနဲ့ရုရှားနဲ့အမေရိကန်တို့ဟာတစ်ဖက်နဲ့တစ်ဖက်နျူကလ িয়ার စစ်ပွဲဆွနေဖို့ပြင်ဆင်နေတဲ့လမ်းကြောင်းကိုစတင်နင်းနေပြီလို့သုံးသပ်ရပါတယ်။လက်ဖရော့ရဲ့ကြေညာချက်ဟာဒီလုပ်ငန်းစဉ်ကို တရားဝင်အတည်ပြုလိုက်တာဖြစ်ပြီးကမ္ဘာအင်အားကြီးနိုင်ငံတွေအကြားတင်းမာမှုကိုအမြင့်ဆုံးအဆင့်စီတွန်းပို့လိုက်တာပဲဖြစ်ပါတယ်။တရင်တော့ အိန္ဒိယကပြည်တွင်းထောက်ထီချဲစတက်လျင်တွေအတွက်အမေရိကန်ကြီးအင်ဂျင်တရာကျော်ဝယ်ယူအိန္ဒိယနိုင်ငံပိုင်လေကြောင်းကုမ္ပဏီ Hindustan Aeronautics Limited HAL ကပြည်တွင်းထောက်ထီချဲစတက်လျင်တွေရဲ့အစမြက်ဗားရှင်အတွက်အမေရိကန်ကုမ္ပဏီ General Electric GE Aerospace နဲ့အင်ဂျင်လုံးရီ133လုံးဝယ်ယူဖို့စာချုပ်ချုပ်ဆိုခဲ့တယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်အင်ဂျင်တွေကို2029ခုနှစ်ကနေ့ 2032ခုနှစ်အထိပို့ဆောင်ပေးသွားမယ်လို့ HAL ကပြောကြားခဲ့ပါတယ်။စာချုပ်ရဲ့တန်ဖိုးနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ HAL ကထုတ်ပြန်ပြောဆိုခဲ့တာမရှိပါဘူး။ဒီသဘောတူညီချက်ကရုရှားရေနံဆက်လက်ဝယ်ယူနေမှုနဲ့ပတ်သက်နေပြီးအမေရိကန်နဲ့အိန္ဒိယကြားကုန်သွယ်ရေးဆိုင်ရာတင်းမာမှုတွေမြင့်တက်နေချိန်မှာထွက်ပေါ်လာတာဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရန့်နဲ့ဝန်ကြီးချုပ်မော်ဒီတို့တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ကွန်တွေးဆိုင်ရာသဘောတူညီချက်တွေရရှိခဲ့တာမရှိသေးဘူးလို့လည်းသိရပါဗျ။ဒီလက်နက်ဝယ်ယူမှုဟာအိန္ဒိယရဲ့စစ်ဖက်နည်းပညာကိုအားကိုကိုရေးမူဝါဒနဲ့အမေရိကန်အိန္ဒိယမဟာဗျူဟာမြောက်ဆက်ဆံရေးအတွက်အရေးပါတဲ့အချက်တွေကိုပြသနိုင်ပါတယ်။၁မဟာဗျူဟာနဲ့နည်းပညာပူးပေါင်းဆောင်ရွက်မှု။ထီချက်စတိုင်လျေဟာအိန္ဒိယရဲ့ပြည်တွင်းထုတ်စစ်နက်ထုတ်လုပ်ရေးမှာအရေးပါဆုံးစီမံကိန်းတစ်ခုဖြစ်ပါတယ်။ပြည်တွင်းမှာလေရင်ကိုယ်ရေကို တိစောက်ပေမဲ့ အင်ဂျင်လိုမျိုးအဓိကအရေးပါတဲ့နည်းပညာကို အမေရိကန်လို အစိမ့်မြင့်နိုင်ငံတွေစီကနေဝယ်ယူနေရတော့မှာပဲဒေသချုပ်ဟာအိန္ဒိယရဲ့နည်းပညာလိုအပ်ချက်ကို ဖြည့်ဆည်းပေးတာဖြစ်ပါတယ် GE ရဲ့အင်ဂျင်တွေဟာ TCS ရဲ့အစိမ့်မြင့်ဖားရှင်အတွက်ဖြစ်တာကြောင့်အိန္ဒိယလေတပ်ရဲ့စွမ်းရည်ကိုပုံမမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်နေစီးပွားရေးနိုင်ငံရေးတင်မာမှုကိုလျှော့ချခြင်းဒေသဘောတူညီချက်ဟာအိန္ဒိယနဲ့အမေရိကန်ကြား ရုရှားရေနံဝယ်ယူမှုကြောင့်ဖြစ်နေတဲ့ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုတွေကိုဖြေလျှော့ဖို့အမေရိကန်ဘက်ကကြိုးပမ်းတာဖြစ်နိုင်ပါတယ်။ဆက်လက်နဲ့ရောင်းချမှုစာချုပ်ကြီးတွေဟာမဟာပြူဟာမြောက်မိဖက်ဆက်ဆံရေးကို ခိုင်မာစေပြီးနိုင်ငံရေးမတူကွဲပြားမှုတွေကိုလစ်လျူရှုနိုင်အောင်ကူညီပေးပါတယ်။အိန္ဒိယဟာတစ်ချိန်တည်းမှာရုရှားနဲ့ရေနံဆက်သွယ်ရေးကိုဆက်လုပ်နေသလိုအမေရိကန်စီကနေအစင်းမြေဆက်လက်ပစ္စည်းတွေကိုဝယ်ယူနေပါတယ်။ ချာဟာဗတ်မလိုက်တဲ့မူဝါဒကိုကျင့်သုံးပြီးသူ့ရဲ့အမျိုးသားအကျိုးစီးပွားကိုအကောင်းဆုံးဖြည့်ဆည်းနေတာကို ပြသနေပါတယ်။ဒေတာရင်အင်အားချိန်ခွင်ရှာအိန္ဒိယလေတပ်ရဲ့တက်ခိုက်ရေးဆွေးရည်မြင့်တယ်မူဟာအထူးအားဖြင့်တရုတ်နိုင်ငံရဲ့စစ်အင်အားကြီးထွားလာမှုကိုဟန်တာဖို့ဖြစ်ပါတယ်။အစဲမြင့် TJ စတလရင်တွေဟာနေဆက်ဒေတာတွေမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လာနိုင်ပါတယ်။ဒီ GE အင်ဂျင်ဝယ်ယူမှုဟာ စီးပွားရေးတင်းမာမှုတွေကြားမှာတောင်းအမေရိကန်နဲ့အိန္ဒိယတို့ရဲ့မဟာပြူဟာမြောက်ကာကွယ်ရေးမိဖက်ဆက်ဆံရေးဟာဆက်လက်ခိုင်မာနေသေးတယ်ဆိုတာကို ပြသနေပါတယ်။တရင်လေဒုံးကျည်စံတမ်းမှုတွေတိုးလုံသွားမယ်လို့မြောက်ကိုရီးယားသတိပေး။မြောက်ကိုရီးယားကာကွယ်ရေးဝင်ကြီးနိုကန်ချောကဒုံးကျည်စံတက်ပြည့်လွတ်မှုတွေကိုတိုးမြင့်လောက်ဆောင်သွားမယ်လို့သတိပေးပြောဆိုခဲ့ပါတယ်။ဒီသတိပေးချက်ဟာမြောက်ကိုရီးယားရဲ့နောက်ဆုံးပြည်ထိန်ဒုံးကျည်စံတက်ပြည့်လွတ်မှုကို အမေရိကန်နဲ့တောင်ကိုရီးယားတို့ကပြည်တယ်ဝေဖန်ခဲ့ပြီးနောက်ထပ်ပေါ်လာတာဖြစ်ပါတယ်။မြောက်ကိုရီးယားရဲ့ဒေါင်ဂျီစံတမ်မူဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမြောက်ကိုရီးယားကောင်းဆောင်ကင်မ်ဂျွန်အန်းနဲ့တွေ့ဆုံလို့ကြောင်းစိတ်ဝင်စားမှုပြသခဲ့တဲ့ဒေတာရဲခီးစင်အပီသတင်းပတ်တစ်ပတ်အကျော်ကြာမှလုံဆောင်ခဲ့တာဖြစ်ပါတယ်။ထရန့်ရဲ့ကလန်ချက်တွေကိုမြောက်ကိုရီးယားဘက်ကတုံ့ပြန်တာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။နှုတ်ကွန်ချောက အမေရိကန်ဟာ မြကောရီးယားရဲ့လုံခြုံရေးကိုချိန်ချောက်တဲ့စစ်ရေးလှုပ်ရှားမှုတွေမှာပေါ်ပေါ်ထင်ထင်ပါဝင်လာနေပြီးဒေတာအတွဲမှာနိုင်ငံရေးနဲ့စစ်ရေးဆိုင်ရာအတင်းမှမှုတွေကိုရွေချက်ရှိရှိမြင့်တင်နေတယ်လို့ဆွဆွဲခဲ့ပါတယ်။ကာကွယ်ရေးဝန်ကြီးကရန်သူတွေရဲ့ချိန်ချောက်မှုတွေကိုစန့်ကျင်တဲ့ထိုးစစ်ဆင်မှုတွေဒေါ်ကြီးစံသက်ပြက်လွတ်မှုတွေကိုကျွန်တော်တို့တုံ့ပြန်လောက်ဆောင်သွားမှာပါလို့ကြေညာခဲ့ပါတယ်။မြကောရီးယားရဲ့ဒီတတိပေးချက်ဟာကိုရီးယားကျွမ်းဆွေရဲ့တင်းမှမှုဟာဆွေးနွေးပွဲတွေအစား အင်အားပြန်ဆိုင်မှုလမ်းကြောင်းပေါ်ပြောက်သွားပြီဆိုတာကိုပြသနေပါတယ်။တချိန်ချမှုမဟာဖြူဟာ The Air of Question မြောက်ကိုရီးယားရဲ့ဒေါ်ဂျီဆက်သက်မှုတွေတော်မြင့်လောက်ဆောင်မယ်ဆိုတဲ့သတိပေးချက်ဟာအမေရိကန်နဲ့တောင်ကိုရီးယားကိုဖိအားပေးပြီးနောက်ဖနီဘယ်ရီမှာပို့ပြီးအသာစီးရယူဖို့စ조사နေတဲ့ကန်နဝဲမြောက်မဟာဖြူဟာပဲဖြစ်ပါတယ်။သူတို့ကဒေါ်ဂျီဆက်သက်မှုကိုကိုပိုင်းကာကွယ်ရေး soft defense လို့အမြဲတမ်းစေပြောဆိုလေးရှိပါတယ်။တမရာထရန့်ကတွေ့ဆုံဖို့စိတ်ဝင်စားကြောင်းပြောခဲ့ပေမဲ့မြန်ကိုရီးယားကလစ်လူရှုပြီးဒုံးကျည်ပြစ်လိုက်တာဟာအမေရိကန်ခေါင်းဆောင်ကိုသူတို့လော်ဂျန်နဲ့အချိန်မှဆွေးနွေးမယ်ဆိုတဲ့ရည်တည်ချက်ကိုပြတ်တာဖြစ်နိုင်ပါတယ်။နေစီရေးလှူရှာမှုတုံ့ပြန်မှုမြန်ကိုရီးယားကဆွဆွဲတယ်လို့ပဲအမေရိကန်နဲ့တောင်ကိုရီးယားဟာစီရေးလှူရှာမှုတွေဥပမာစီရေးလေ့ကျင့်မှု နျူကလ িয়ার ဆွေရင်သုံးရှင်းကိုတင်မောကိစ္စစသည်တို့ကိုတုံ့မြင့်လောက်ဆောင်နေတာဟာမြကိုရီးယားကိုပို့ပြီးဒုံးကျည်ဆန်တက်ဖို့အကြောင်းပြချက်ပေးတယ်လို့ဖြစ်နေပါတယ်2018ခုနှစ်ကစပြီးလုပ်ခဲ့တဲ့စင်ကာပူဆွေးနွေးပွဲတွေရဲ့စိတ်ဓာတ်တွေအလုံးပြတ်ပြားသွားပြီးစီအေခေပုံစံတင်မာမှုစီကိုပြန်လည်ဥတည်နေရလို့သုံးသပ်ရပါတယ်3ဒေတာရင်းတက်ရောက်မှုမြကိုရီးယားရဲ့ဒုံးကျည်ဆန်တက်မှုတုံ့မြင့်မဲ့သတိပေးချက်ဟာ ဂျပန်နဲ့တောင်ကိုရီးယားတို့ကိုကိုပိုင်ကာကွယ်အင်အားတွေဥပမာထိုးစစ်ဆင်နိုင်တဲ့ဒုံးကျည်တွေနျူကလ িয়ার ရှင်ကုန်အသင်းမောကို ပို့ပြီးမြင်းမြန်ဆန်ဆန်တိစောက်ဖို့တွန်းအားပေးမှာဖြစ်ပါတယ်။ဒါဟာကိုရီးယားကျောင်းဆွေတွေမကပဲအရှိတ်အာရှတစ်ခုလုံးမှာလက်နက်ပယ်ဆိုင်မှုကိုပို့ပြီးပြင်းထန်စေမှာဖြစ်ပါတယ်။မြောက်ကိုရီးယားရဲ့ထုတ်ဖော်ပြောဆိုချက်ဟာဒေတာရင်းတင်းမာမှုကိုအလွန်မြင့်မားစေပြီးအမေရိကန်နဲ့မဟာမိတ်တွေဟာ စီရင်အရာတုံ့ပြန်မလားဒါမှမဟုတ်တာသမန်ရေးလမ်းကြောင်းကိုပြန်ဖွဲ့မလားဆိုတဲ့ခက်ခဲတဲ့ရွေးချယ်မှုနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။အခုတင်ပြချက်အပေါ်မှာမိတ်ဆွေတို့ရဲ့တုံ့သက်ချက်များကိုလည်းကမန့်ကနေတစ်ဆင့်မျှဝေပေးခဲ့ပါအောင်နော်။အခုလို့စိတ်ဝင်စားစရာကောင်းမဲ့ဘာအရှိမြမအရှိသတင်းများစွာကိုနားဆင်ဖို့သတင်းခဲ channel ကို like and subscribe ပေးလုပ်ပြီးဒေနာကနူဒီဘဲလေးကိုလည်းနှိပ်ထားဖို့မမေ့နဲ့နော်။ကြည့်ရှုသူများအားလုံးဘေးရန်ခက်တဲ့ကင်းရှင်းကြပါစေ။